2008ခုနှစ်မှာ Street Jaw က site အညိုရောင်တွေကနေမျိုးပစ္စည်းတစ်ခုကိုထုတ်ပြခဲ့တယ်။အဲ့ဒါကတော့အားလုံးသိကြတယ်။ Mapo Air ပါ။အဲ့ဒီအချိန်မှာ Air ဆိုတဲ့နာမည်ကပေါ်ပါမှုတစ်ခုတည်းပဲဆိုလိုချင်တာမဟုတ်ဘူး။ဒါက Apple ရဲ့အစွန်းရောက်အတွေးခေါ် Radical Philosophy တစ်ခုလို့တော့ပြောရမယ်ဗျ။အကောင်းဆုံးဖြစ်ဖို့အရာအားလုံးကိုထည့်သွင်းထားတာမဟုတ်ဘဲနဲ့အရေးကြီးဆုံးအရာတစ်ခုတည်းကိုပဲခြံထားပြီးတော့ကျန်တာအားလုံးကိုဖယ်ထုတ်ပြခဲ့တဲ့အတွေးခေါ်ပါ။ Mapo Air က အဲ့ဒီခေတ်ကတခြား laptop တွေလိုမျိုး CD drive တွေ port တွေအများကြီးမပါဘူးသူ့မှာအဓိကကြားတဲ့တယ်ဆောင်ရလွယ်ကူရဲဆိုရဲ concept တစ်ခုတွေကိုပဲခြံထားခဲ့တာပါအခု2025မှာအဲ့ဒီအတွေ့အခေါ်က iPhone လောကတွေကိုပါပြန်ရောက်လာခဲ့ပါပြီကျွန်တော်လက်ထဲမှာရှိနေတာကတော့အစ်စ်ထွက်တဲ့ iPhone Air ပဲဖြစ်ပါတယ်သူက Apple ရဲ့ design တမိုင်းမှာအရေးကြီးတဲ့ခြေလှမ်းတစ်ခုဖြစ်တယ်လို့အငင်းပွားစရာတွေအများကြီးပြီးတော့ shopping မှုတွေ compromise တွေနဲ့မွေးဖွားလာတဲ့ဖုန်းတစ်လုံးလို့ပြောလို့ရမယ်ဗျ ဒါဆို Apple ကဒီ iPhone A မှာဘယ်အရာတွေကိုဖိထုတ်ခဲ့ပြီးတော့ဘယ်အရာတခုတွေကိုပဲခြံထားခဲ့တယ်ဆိုရင်အဲ့ဒီဆုံးဖြတ်ချက်ကခင်ဗျားတို့တွေကတော့မှန်ကန်တဲ့ဆုံးဖြတ်ချက်တခုဖြစ်မလားဒီနေ့ဗီဒီယိုမှာကျွန်တော်တို့အတူတူအဖြေရှာကြည့်ရအောင်အထုံးစံအတိုင်းပဲဘူးလေးရစတော်တော်လေးပါသွားတယ်တခြား iPhone တွေလိုမျိုးပဲဒီမှာ iPhone ပုံစံကြီးဖို့တော်တယ်သူက download လေးပေါ့နော် download လေးပြပေးထားတယ်โอเคထားပါတော့ဒါတွေကတခြားနေရာမှာလည်းခင်ဗျားတို့ကြည်ပြီးတာဖြစ်လိမ့်မယ်အဲ့တော့ဘူး ဟုတ်ဟွန်းဒါလေးဟိုလေဘယ်လိုလောက်ထားလဲမသိဘူးသူကဒီလိုမျိုးလှန်ပြီးတော့မှယူရမယ်အနေထားပေါ့နော်အိုးတော်ပေါ့ရဟာဘူးထဲမှာကတော့ထုံးစံအတိုင်းပဲပေါ့နော်ဖုန်းရယ်အာသင်ကျိုးရယ်နှစ်မျိုးပဲပါတာဖုန်းလုံးတော့လောက်ပေါ့ရလား iPhone မှာ မတရားဘူးဟောပထမဆုံးအတွေ့အကြုံကတော့ဝါပဲပေါ့နော်ဖုန်းတစ်လုံးကအထူးသဖြင့် iPhone တစ်လုံးကဒီလောက်ထိပါလာမယ်ဆိုတော့အရင်တုန်းကထင်ကုန်မထင်ခဲ့တော့ဘူးအားလုံးက 4GB 4GB နဲ့ iPhone ကဘယ်တော့ခေါက်ဖုံးလုံးမလဲဆိုတာကိုပဲစိတ်ဝင်စားနေအချိန်မှာအခုလိုမျိုးဘာဘာတတိလေးထုတ်ပြီးလိုက်တာတော့တော်တော်လေးကိုကျွန်တော်သဘောကျရတယ်ပေါ့နော်အဲလက်ထဲမှာကင်ရတာလည်းပဲဟိုကင်ကင်ချင်းခံစားမိတဲ့အရာကတော့ပါလောင်မှုအပြင်တော်တော်လေးပေါ့ရယ်ဆိုတဲ့အရာသာကိုရတယ်။ဆိုင်ရွက်ပေါ်က specification တွေအရာသူကတော့5.6 mm အဲကျော်ပဲရှိတယ်လို့ပြောတယ်ပေါ့နော်။လက်တွေ့မှာလည်းပဲဒါက iPhone တမိုင်းတစ်ချောင်းမှာအပါဆုံး ဖုန်းဆိုတာကကျွန်တော်တို့ကင်ကြည့်ရတယ်နည်းသိတာတယ်အဲနောက်တစ်ခုထူးခြားတာကသူ့ရဲ့ဘေးပံပေါ့နော်သူ့ရဲ့ဘေးပံကတခြား iPhone 7 series လို့မဟုတ်ဖဲနဲ့ပေါ့နော်ဒီဒီပြောင်းလဲလက်ဖြစ်နေတဲ့ဒီတောက်ပြောင်နေတဲ့ frame ကိုတုံးထားရေပေါ့နော်တခြားဘက်မှာကကြတော့လက်ရမထိန်တဲ့ဘက်ကိုသွားပြီးတော့သူကကြတော့ဒီ glossy ဖြစ်တဲ့ဘက်ကိုတွားတယ်ဒါကဘာကိုပြောချင်တာလဲဆိုတော့ तू iPhone ကိုဒီလိုလေး downlight လေးကြည့်မယ်ဆိုရင်ပို့ပြီးတော့ပါလွာတွားစေအောင်လို့လှုပ်ထားတဲ့ Apple trick တစ်ခုလို့ပြောလို့ရမယ်ဗျအဲဒီဇိုင်းမိုင်းဆိုင်ရာလေးပေါ့เนาะဒီဇိုင်းမိုင်းဆိုင်ရာ trick လေးလို့ပြောလို့ရမယ် ပြီးတော့အယောင်လေးက sky blue ဆိုပေမဲ့အရင် blue ဖြစ်တဲ့ဘက်ကိုမသွားဘူးဖြော့ဖြော့လေးနဲ့အဲသူကလှတယ်ပေါ့ဗျာ premium ဖြစ်တဲ့ feeling ကိုအပြည့်အဝပေးတယ်ဒါပေမဲ့အားနဲ့ကြတစ်ခုကတော့ဒီ glossy ဖြစ်တဲ့အတွက် layer လေးတွေတော့နည်းနည်းလေးထင်တယ်တော့လိုက်ပြောင်းသွားတာဆိုတော့တိတ်ပြတနာမရှိသလိုကာဘာတက်သုံးမဲ့သူတွေတော့လည်းအဲ့လိုကြီးတိတယ်မှာမဟုတ်ဘူးဒါပေမဲ့ဒီလိုပါလွာပဲမယ်အလွယ်တကူကွေးညွတ်မတော်အောင်လို့ titanium frame နဲ့ပြုလုပ်ပြီးထတာကလည်းပဲ အားရစီရပါခင်ဗျားတို့အခုကျွန်တော်ဗီဒီယိုတက်တဲ့အချိန်ဆို Jerry Rich Everything ချိန်မှာတွားပြီးတော့ကြည်ပြီးလောက်ပို့နော်ဒီဖုန်းကိုချိုးပြထားတဲ့ဟာတို့ဘာတို့တော်တော်လေးကြည်ပြီးသွားလောက်ပြီအဲ့တော့မိုက်တယ်ဗျာပြောမယ်ဆိုရင်ဒီဇိုင်းပြီးရင်နောက်ဒုတိယသတိထားမိတာတစ်ခုပြောမယ်ဆိုရင်တော့ display ဘက်မှာဟုတ်ပါတယ်နောက်ဆုံးတော့ base memory မှာပါ iPhone 16 CD ရဲ့ base memory မှာမှာသူက 120Hz promotion display ပါဝင်လာပါပြီဒါတော့ခင်ဗျားတို့လည်းအဲ TV သားဖြစ်မှာပေါ့နော်အဲ့တော့ screen ကို scroll လုပ်တဲ့အခါမှာလုံးဝ smooth ဖြစ်ဖြစ်နဲ့ ပို့ပြီးတော့မြန်ဆန်တွက်လက်တဲ့အရာတာကိုပေးလိမ့်မယ်အရင်တုန်းက 60Hz ပဲသုံးခဲ့တဲ့သူတွေအတွက်ကတော့ကြီးမားတဲ့ upgrade တစ်ခုလို့ပြောလို့ရမှာဖြစ်ပါတယ် promotion ကိုတုံးထားတာဖြစ်တဲ့အတွက် 1Hz အထိဒီ refresh rate ကို short ချနိုင်ပြီးတော့ always on display ကိုလည်းဒီ iPhone A မှာစာပြီးတော့သုံးလို့ရလာပြီအဲ့တော့ ကျန်တဲ့ display spec တွေဖြစ်တဲ့ဒီအောက်တော့မှာအလင်းအား3000နီးတိရတာဒီပြီးတော့အရှိရောအနောက်ရောကိုပါ ceramic sheet သုံးထားပေးတာတွေကဒီဖုန်းကို pro level အဆင့်အထိဆွဲခေါ်သွားစေတဲ့အချက်တည်းကတခုလို့ပြောလို့ရတယ်ဗျဒီဖုန်းမှာ app ကထူးထူးခြားခြားလောက်ထတာတခုရှိပါတယ်အဲ့ဒါတော့ခင်ဗျားတို့ကြောင်ညာမှာတွေ့ရတဲ့အတိုင်းပဲကင်မရာတစ်လုံးနဲ့ပါလာတာပဲဖြစ်ပါတယ်ဒါကတော့ကင်မရာ က ultra wide camera မပါတော့ဘူးเนาะ wide camera တစ်လုံးနဲ့ပဲပါလာတာအဲဒါကြောင့် micro shot တွေပါတယ်ပြီးတော့ spotter video လိုမျိုးဟာတွေရိုက်လို့တော့မရတော့ဘူးဒါမဲ့ portrait mode ကိုတော့ကောင်းကောင်းရိုက်လို့ရလိမ့်မယ် portrait mode က camera တစ်လုံးနဲ့ပဲအလုပ်လုပ်တယ်ဆိုတော့ခင်ဗျားတို့ iPhone 60e မှာလည်းပဲတွေ့ရှိပြီးသားဖြစ်လိမ့်မယ်အဲ့တော့ဖုန်းထဲမှာပါတဲ့ new way engine ကလူလားတရိစံလားတခြားအရာဝတ္ထုပစ္စည်းလားဆိုတော့အလိုလျောက်သိရှိပြီးတော့ သူကအဲ့ဒီဟာကိုကင်မရာတစ်လုံးနဲ့ portrait ရအောင်လို့သူကစွမ်းဆောင်ပေးတာပေါ့နော်အဲ့လိုမျိုးဆိုတော့ AI kit မှာတော်တော်လေးအဆင်ပြေလာပြီကင်မရာတစ်လုံးနဲ့မှာ portrait မှုရိုက်လို့ရလာပြီဆိုတာကိုပြောချင်တာဖြစ်ပါတယ်ပြောချင်တာဗျာဒီကင်မရာနှလုံးလုံးရိုက်တာတော့အရန်ကြီးလုံးဝ exactly တည်တက်တိကျနေမှာတော့မဟုတ်ဘူးဒါပေမဲ့ chipset ဘိုင်းမှာပို့ပြီးတော့အန်အဖို့ကောင်းတာတစ်ခုကအဲမှာပါ A90 chip မဟုတ်ဘဲနဲ့ A90 Pro chip ကိုထည့်ပေးလိုက်တာပါ ီ pro cd မှာပဲပါရဲ pro chip ကိုဒီအဲမှာထည့်ပေးလိုက်တာကတော်တော်လေးကိုသဘောကျကြရအောင်နဲ့ pro လည်းပဲ chip ဖြတ်သွားတဲ့အတွက် ram ကလည်းပဲတွဲကိဖြစ်သွားတယ်တခြားဟာတွေလို့ game မဟုတ်တော့ဘူးပေါ့နော် apple ရဲ့အဆိုအရတော့ဒီဖုန်းက pro level snip ကင်မရာမလိုအပ်ဘူးဒါပေမဲ့ pro level performance ကိုကင်ကျင်တဲ့သူတွေအတော့အဓိကထုတ်ပေးထားတယ်လို့တော့အဲကျွန်တော်ကြားသိရတယ်ပေါ့နော်အဲ့လိုမျိုးသူတို့ကတော့ဆိုထားတယ် ဒီလိုမျိုးပန်းလွန်ပြီးတော့ performance ကောင်းတဲ့ဖုန်းတစ်လုံးဖြစ်လာဖို့ Apple ဘက်ကနေအလျှော်ပေးလိုက်ရတဲ့အကြီးမားဆုံးအချက်နှစ်ချက်ရှိပါတယ်ပထမတစ်ခုကတော့ speaker ပါ speaker ကဒီဖုန်းမှာဒီ studio speaker တုံးထားတာမဟုတ်ဘူးဒီအောက်ဘက်က speaker ပျောက်သွားပြီးတော့ခင်ဗျားတို့ဒီမှာဒီအပေါ်နာဖုန်း hello hello ပြောတဲ့နေရာကနေပြီးတော့ထွက်တဲ့ mono speaker တစ်လုံးပဲပါတယ်အဲအကြောင်းအတန်ကတစ်ဖက်တည်းရလာတယ်လို့တော့ဖြစ်ကောင်းဖြစ်နေနိုင်တယ်ဒါပေမဲ့ pro phone တွေလူမျိုးတော့သွားပြီးရှင်လို့တော့မရဘူးစီးစီးပိုင်ပိုင်လေးတွေဖြစ်နေမှာမဟုတ်ဘူး ါကတော့တကယ်ကိုသိတာတဲ့အားနည်းချက်တစ်ခုလို့ပြောရပါမယ်ကျွန်တော်တို့ကတော့ဒီ laptop ပပလေးတွေကို review လုပ်နေကြမလို့ရိုးနေပြီလို့ပြောလို့ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ပါတော့တဲ့အချိန်မှာအဲ့ဒီ speaker performance ကနည်းနည်းတော့ short ပြီးလဲရတယ်။ laptop တွေတခြား window laptop တွေလည်းအဲ့လိုပဲဆိုပေမဲ့ macbook မှာကြည့်မယ်ဆိုလို့ရှိရင်လည်းပဲ macbook air နဲ့ pro နဲ့ကတော့ speaker ဘိုင်းကဘလို့မှရှင်လို့ရမှာမဟုတ်ဘူး။အဲ့လိုပဲ true တွေဟာဒီမှာကပို့ပြီးတော့ speaker ကိုစီးစီးပိုင်ပိုင်လေးနဲ့နားထောင်ရတာဖြစ်တဲ့အတွက် iPhone 70 pro မှာလိုမျိုး ထူထူကြီးတွေကထွက်လာတဲ့အတန်နဲ့ iPhone Air မှာထွက်လာတဲ့ speaker quality နဲ့ကတော့တွားပြီးတော့ရှင်နေရင်တော့ခင်ဗျားတို့မှားနေမယ်လို့တော့ထင်နေပေါ့နော်ဒီလောက်ပါပါလေးမှာတော့အရင်မျောလိုက်မှထားတာတော့အမှန်ဆုံးပဲတွားပြီးတော့ကဲ့ရည်နေမယ်ဆိုရင်တော့ငပိုးကြီးပြုတ်သွားလိမ့်မယ်ပေါ့နော်ဒါပေမဲ့ဒီပညာကြီးကတိုးတက်နေရဆိုတော့နောက်ပိုင်းမှာဘယ်လောက်ထိကောင်းလာမလဲဆိုတော့စောင့်ကြည့်ရမယ်အနေထားပဲ အဒုတိယတစ်ချက်ကတော့ single ပါ single ကတော့ဒီ air model မှာ eSIM တည်တယ်နဲ့ပဲသုံးလို့ရတာဖြစ်တဲ့အတွက်မြန်မာနိုင်ငံမှာလိုမျိုး physical sim တွေကိုအဓိကထားသုံးနေတဲ့နေရာတွေအတွက်ကတော့နည်းပြဿနာလေးရှိတော့ရှိနိုင်တယ်ဒါပေမဲ့လည်းပဲနောက်ပိုင်းမှာအခု iPhone ကလည်းပဲ eSIM ကိုဆွဲခေါ်နေပြီးတခြားဟာတွေကလည်း eSIM တွေကိုထုတ်လာပြီးပြီးတော့ operator တွေကလည်း eSIM တွေတချို့ရနေတဲ့နေရာတွေရှိရဲ့ဗျာအဲ့တော့အခုအချိန်မှာအဆင်မပြေတော့မှပဲနောက်ပိုင်းမှာတော့အဆင်ပြေသွားမယ်အနေထားတစ်ခုပါအကြီးမားဆုံးအခက်အခဲတစ်ခုကြီးလို့ပြောစရာတော့ မလိုလို့တော့ကျွန်တော်ထင်တယ်ဒီ iPhone Air နဲ့ပတ်သက်တဲ့ကျွန်တော်ရဲ့ပထမအဆုံးအမြင်ကိုအတူချုံးပြီးတော့ကျွန်တော်စပြီးတော့ပြောရရင်ဒါကဒီအစွန်းနှစ်ဖက်ကိုရောက်နေတဲ့ဖုန်းတစ်လုံးလို့ပြောလို့ရတယ်တစ်ဖက်မှာကတော့မယုံနိုင်လောက်အောင်လုံးဝပါလွာတယ်၊ကင်ထားရတဲ့ feeling ကလည်းပဲတော်တော်လေးပေါ့တဲ့အတွက် feeling ကတော့ premium feeling ဖြစ်ပြီးတော့အရင်ကောင်းတယ်။ performance က A90 Pro chip ကိုထည့်ပေးထားလို့စိုးရင်ကြတော့အရင်မရှိဘူး။ဒါပေမဲ့နောက်တစ်ဖက်အစွန်းတစ်ဖက်ကို ပြန်ကြည့်လိုက်မယ်ဆိုရင်တော့ကင်မရာကတလုံးနဲ့ပဲပါတယ်စပီကာကလည်း mono speaker ပဲထည့်ပေးထားတယ် sim က eSIM only ဆိုတော့ကြီးမားတဲ့အလျော့ပေးမှုတွေတော့ရှိနေတယ်ဗျဒီဖုန်းကဘယ်သူတွေအတွက်ဖြစ်မလဲဆိုတော့ကျွန်တော်ရဲ့အမြင်လေးကိုကျွန်တော်စာပြီးတော့ပြောပြပေးမယ် pro level camera စနစ်ဒီမလို့ခြင်းဘူး screen ကောင်းကောင်းနဲ့ကင်လိုက်လို့ရှိရင်လုံးဝ premium feeling ခံစားခြင်းနဲ့အပြီးအဝရခြင်းနဲ့နင်းစဉ်အသုံးအတွက်အဓိကဖြစ်ပြီးတော့ဖုန်းကိုကင်လိုက်တာနဲ့ပေါ့ပေါ့ပါပါလေးကင်လို့ကင်လိုက်မယ်မသိလောက်အောင် ဖြစ်တဲ့ feeling မျိုးကိုလိုချင်တဲ့သူတွေအခု iPhone 16 CD စပြီးတော့မိတ်ဆက်တဲ့အချိန်မှာ Seven Color ကြီးနဲ့မကြိုက်တဲ့ Pro သမားတွေပေါ့နော် Pro မကြိုက်ဘူးဆိုလို့ချင်းလည်းပဲ Pro level performance နဲ့ပေါ့ပေါ့ပါပါနဲ့အစ်စ်ဖြစ်တဲ့အဲဒီအရာသားကိုကျွန်တော်တို့ခန်းစားခြင်းနဲ့သူတွေအတွက်ကတော့အဓိကထုတ်ပြထားတာဖြစ်လိမ့်မယ်ဗျ။နောက်ကြံခဲ့တာတစ်ခုကအစ်စ်ထွက်တဲ့ AirPods Pro 3လေးနဲ့ သုံးမယ် speaker ဘိုင်းကအဲ့လောက်ကြီးဂယူးဆိုင်စီရမလိုဘူးဆိုတဲ့သူတွေလည်းပဲဒီ speaker ဘိုင်းမှာထည့်မတွေ့ရင်တော့ရတယ်ဗျအဲ့တော့အစွန်းနှစ်ဖက်ရောက်နေတဲ့ဖုန်းတစ်လုံးအနေနဲ့ခင်ဗျားတို့ရောဒီ iPhone Air အပေါ်မှာဘယ်လိုမြင်လဲကင်မရာတစ်လုံးနဲ့နေရာရောအဆင်ပြေလား mono speaker ဖြစ်တာတွေရောခင်ဗျားတို့အတွက်အဆင်ပြေလားပြဿနာရှိလားဆိုတာကို comment မှာဝင်ရောက်ပြီးဆွေးနွေးသွားလို့လည်းရသလိုထင်မြင် user ချက်တွေကိုလည်းပြောပြပေးသွားလို့ရပါတယ်။ Okay အဲ့တော့ iPhone 16အကြောင်းကိုကျွန်တော်ရဲ့ PKW version နဲ့တင်ဆက်ပေးတာကတော့ဒီလောက်နဲ့ပဲအဆုံးသတ်လိုက်မယ်။ခင်ဗျားတို့အဆင်ပြေလို့မယ်လို့လည်း ယုံကြည်ပါတယ်စိတ်ကျဉ်းနှံလေးမယ်လို့လည်းထင်ပါတယ်ပေါ့ပေါ့ပါပါလေးနဲ့ဒါကျွန်တော်တော်တော်လေးကြိုက်တဲ့ဖုန်းတစ်လုံးပဲဖြစ်ပါတယ်အဲ laptop တွေမှာသွားတာရော airpod တွေမှာတဲ့အပြင်ဖုန်းကိုယ်ပိုင် unboxing လုပ်ခွင့်ပေးရတဲ့အတွက်အဲ့ unboxing လုပ်ခွင့်ပေးတဲ့ bro ကိုလည်းကျွန်တော်ဒီနေ့ကနေကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ခင်ဗျအဲ့တော့အခုချိန်ဒီကျေးဇူးအားပေးနေတဲ့သူတယောက်ချင်းဒီတိုင်းကိုကျွန်တော်ကျေးဇူးအများကြီးအများကြီးတင်ပါတယ်ခင်ဗျကြည့်ပြီးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ဒီနေ့ video ဒီလောက်ပါပဲ